ယခု2016-2019ဘဏ္ဍာနှစ်အီဗီလာတရနေ့ကနေဒီဇင်ဘာလဆန်းမိုက်ထိပြည်ပနိုင်ငံတွေကိုပဲမျိုးစုံတင်ပို့မှုမှာယမန်နှစ်ကာလတူကထက်တန်စင်တသိန်းကျော်ပို့မှုတင်ပို့ထားပြီးအမေရိကန်ဒေါ်လာ264သန်းကျော်ပို့မှုရရှိထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံနဲ့အနှံ့ကုန်တွေများအသင်းရဲ့အစည်းအဝေးစရာတွေအရသိရပါဗျ။ယခု2016-2019ဘဏ္ဍာနှစ်အီဗီလာတရနေ့ကနေဒီဇင်ဘာလ2ရက်နေ့အထိပဲမျိုးစုံတင်ပို့မှုမှာတန်ချိန်9,800ကျော်တင်ပို့ထားပြီးယမန်နှစ်ကာလတူကတန်ချိန်ပေါင်း8,100ကျော် တင်ပို့ခဲ့တဲ့အတွက်ယခုနှစ်မှာတန်ချိန်အဖြစ်တသိန်းကျော်ပို့မှုတင်ပို့ထားတာလည်းဖြစ်ပါတယ်။အဆိုပါပေးမျိုးစုံတင်ပို့မှုကလည်းယခုနှစ်ဒီဇင်ဘာလ2ရက်နေ့အထိကိုအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ဝင်ရောက်ထားပြီးယမန်နှစ်ကာလတူကအမေရိကန်ဒေါ်လာ956သန်းကျော်ဝင်ရောက်ခဲ့တဲ့အတွက်ယခုနှစ်မှာအမေရိကန်ဒေါ်လာ264သန်းကျော်ပို့မှုဝင်ရောက်ထားတာလည်းဖြစ်ပါတယ်။ယခု2016ဆက်ကွန်ဘဏ္ဍာနှစ်အတွင်းပြည်ပသို့ပဲတန်ချိန်ပို့မှုတင်ပို့ထားရတဲ့ပတ်သက်လို့မြန်မာနိုင်ငံပေးမျိုးစုံနဲ့နှမ်းကုန်တဲ့များအသင်းရဲ့အတွင်းရေးမှူးဦးမင်းကိုဦးကအခုလိုပဲပြောပါ ါတယ်။အခုလက်ရှိပဲပေါ့နော်ပဲမျိုးစုံကဥလိုဒီဇင်ဘာ၂ရက်နေ့ဒီကိုဒီဟိုဧပြီလ၁ရက်ကနေဘတ်ဂျက်နဲ့ပဲဥလိုပြောတာပါ။ဧပြီလ၁ရက်ကနေပဲဥဒီဇင်ဘာ၂ရက်နေ့ဒီကိုနောက်ဆုံးတင်ပို့ပြီးတာဆိုရင်ပဲမျိုးစုံကတန်ကြီး၉သိန်းကျော်သွားပြီ။ဒီမနစ်ကကာလာတူနဲ့ပြန်ကြည့်ရင်မနစ်ကကာလာတူမှာတန်ကြီး၈သိန်းကျော်ပဲတင်နိုင်တယ်။အဲ့တော့ဒီနေ့ကဘာပဲပြောကာလာတူတန်ကြီး၃သိန်းလောက်ပိုတင်နိုင်တယ်။ မြန်မာနိုင်ငံအနေနဲ့မက်ပဲပယ်ရီစိန်ပဲစင်းကိုအပါဝင်ပဲအမျိုးအစား16မျိုးကျော်လောက်ကိုအိန္ဒိယနိုင်ငံအပါဝင်ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိရမှာမက်ပဲပယ်ရီစိန်နဲ့ပဲစင်းကုန်တို့ကိုအ धिक အများဆုံးတင်ပို့နေရလဲဖြစ်ပါတယ်။ယခုနှစ်အီဘီလာတရက်နေ့ကနေဒီဇင်ဘာလ2ရက်နေ့အထိမက်ပဲတန်ချိန်38400ကျော်တင်ပို့ထားပြီးယမန်နှစ်က38500ကျော်တင်ပို့ထားတဲ့အတွက်တန်ချိန်956တန်ညွန်နေခဲ့ပေမဲ့ဈေးရရှိမှုမှာတော့ယမန်နှစ်ကထက်အမေရိကန်ဒေါ်လာ151တန် န်းကျော်ပုံမရရှိထားတယ်လို့သိရပါဗျ။ပယ်ရီစိန်ကတော့ယခုနှစ်ဒီဇင်ဘာ၂ရက်နေ့အထိတန်ကျိန်း36,800ကျော်တင်ပို့ထားပြီးယမန်နှစ်ကာလတူက38,800ကျော်သာတင်ပို့ထားတဲ့အတွက်တန်ကျိန်းအပြင်10,000ကျော်ပုံမတင်ပို့ထားပြီးဈေးနှုန်းရရှိမှုမှာတော့အမေရိကန်ဒေါ်လာတန်60ပုံမရရှိထားတယ်လို့သိရပါဗျ။ဒါအပြင်ပယ်စင်းကုန်တင်ပို့မှုကတော့ယခုနှစ်ဒီဇင်ဘာ၂ရက်နေ့အထိ တန်ချိန်တသိန်းကျော်တင်ပို့ထားပြီးယမန်နှစ်ကာလာတို့ကတန်ချိန်တသိန်းတောင်းကျော်တင်ပို့ထားတဲ့အတွက်တန်ချိန်အဖြစ်9400ကျော်တင်ပို့မှုညွန်နေပေမဲ့ဇီးနှုန်းရရှိမှုမှာတော့ယမန်နှစ်ကတည်းကအမေရိကန်ဒေါ်လာ12တန်းကျော်ပုံမဝင်ရောက်ထားတယ်လို့သိရပါဗျ။